လစ်ပံပြိုးသူတော်လန်ကလစ်ကတော့အလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့ Clicker Universe YouTube channel လေးကနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ Clicker တို့ကိုပြန်လဲပြီးတော့ Banshu မြောက်ပေးသွားချင်တာလေးကတော့ဆရာကြီး Menyu ဝေပြုစုရေးသားထားတဲ့ပထမမြန်မာများဆိုတဲ့စောင်းလီရဲ့ icon ဆက်ဖြစ်တဲ့ icon 16လေးပဲဖြစ်ပါတယ်ခင်ဗျာ အခန်းဆန်းဖြစ်တဲ့အခန်း16လေးကိုဆက်လက်ပြီးတော့အမြောက်အခွင့်ပြုပါလို့ဆရာကြီးနဲ့တကွအသက်ဆိုင်သူအားလုံးကိုကျွန်တော်မေတ္တာရဲ့အခန်းခွင့်ပန်ပါတယ်ခမရကဲတော်လန်ကလကာတို့ရေဒီအခုမြောက်ပြီမဲ့ပုံကွာတော့မြန်မာခေဆန်းစာပေကိုစတင်ပြစုခဲ့သူနှစ်ဦးတည်းကတူပါခမညာ ဟုတ်ပါတယ်။ဆရာစောကြည့်ပါခင်ဗျ။အိုက်ပါ။နားဆင်ပြပါအောင်ခင်ဗျ။အကန်ဆက်ချောဆရာစောကြည့်။မြန်မာကပြားသမိုင်းကိုရှင်းလျင်ခေဆန်းကပြားအခန်းကဏ္ဍမှာမပါဝင်ရေးမဖြစ်ပါချေ။မြမကပြားအကြောင်းပြောရင်လည်းခေဆန်းကပြားအကြောင်းမှာမပါရွေးမဖြစ်ပါချေအပေအကြောင်းဆိုတော့ခေဆန်းကပြားသည်အကြောင်းအရာသဘောနိုင်၎င်းပုံသဏ္ဍာန်သဘောနိုင်၎င်း ရှေးရုံးမြန်မာကဗျာလမ်းဟောင်းမှာခွဲထွက်ခဲ့သောကဗျာအသစ်ဖြစ်သောကြောင့်ဖြစ်သည်ကစ်သစ်ကဗျာဟုခေါ်နေကြသည့်ယနေ့မြန်မာခေတ်ကဗျာများကိုပင်ဖွဲ့ဆိုနိုင်ကြသည်မှာလည်းခစ်ဆန်းကဗျာ၏ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်ဟုဆိုနိုင်ပါသည်ခေဆန်းကဗျာကိုလမ်းဖွင့်ပေးလိုက်ကြရသောကြောင့်ဒါသူခင်းနှင့်အညီလွတ်လပ်စွာရေးပွင့်နိုင်ကြခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်ခေတ္တကဗျာအစားခေဆန်းကဗျာကဟုဆိုကြသည်မှာဆိုထိုက်သောစကားပင်ဖြစ်ပါ၏ တပန်ခေဆန်းကဗျာအကြောင်းရေးလျင်လည်းခေဆန်းကဗျာအကြောင်းပြောလျင်လည်းဆရာစောကြီးနဲ့ဆရာမင်းသူဝင်တို့၏အမိမာမပါမဖြစ်ပါချေအဘယ်ကြောင့်ဆိုတော့ထိုစာစုနှုတ်တို့မှာခေဆန်းကဗျာလောကကိုတီထောင်ခဲ့သူများဖြစ်တော်ကြောင်းသည်ထိုစာစုနှုတ်အနေဆရာစောကြီးသည်ပထမဦးစွာမျိုးစေ့ချခဲ့သူဖြစ်လေသည်ဆရာတော်ကြီးအမည်ရင်းမှာဦးသိန်းဟန်ဖြစ်ပါသည်1909ခုဧပြီလ12ရက်နေ့တွင် ရာဘုံမြို့၌ဖွားမြင်ခဲ့သည့်အဖမှာဦးရောအမိမှာဒေါ်စိန်ညွန့်ဖြစ်သည်။ဆရာတော်ကြီးသည်ရှေးဦးစွာဖျာဘုံမြို့ဘုန်းတော်ကြီးကျောင်း၌စာသင်ခဲ့ပူပါသည်။ထို့နောက်ထိုမြို့မြန်မာကျောင်းတွင်၃နှစ်ပညာရှိပူခဲ့သည်။ထို့နောက်ထိုမြို့အင်္ဂလိပ်မြန်မာအစိုးရကျောင်းတွင်လည်းပညာရှိပူပြန်သည်။ဆရာတော်ကြီးသည်ငယ်စဉ်ခါကပင်မြန်မာစာပေရတာကိုခံစား권ရခဲ့သည်။ ရခဲ့ဒီမှာလည်းเจ้าမာထဲအိမ်မှာပိုးရခြင်းဖြစ်ပါ၏ထိုစဉ်ကသူ့အိမ်တွင်လူကြီးများသည့်စာဝိုင်းကဗျာဝိုင်းများပြုလုပ်လေရှိသည်ထိုအခါစောကြီးကလေးသည်ထိုဝိုင်းနားမှထိုင်၍ပျော်မွေ့စွာနားထောင်တတ်လေသည်တခါတည်းရန်သူ့အဖိုးသူ့အမိတို့ကတေးကဗျာရွတ်စုပြတတ်သည်သူ့ဦးလေးသူ့တွေးတော်တို့ကလည်းဆရာကြီးတခင်ကိုတော်မ၏လေးချိုးကြီးများကိုတန်နေတန်တားဖြင့်ဖတ်ပြတတ်၏အထူးသဖြင့်သူ့အဖိုးထံမှအစာပေးဝါဒနာကိုရခဲ့သည် သူဘိုးဤစာစဉ်၌950နိဘတ်တော်များအမှန်တမ်းရဆိုရများရှိလျာသူပါယူဖတ်တတ်သည်သူမိနန်းတွင်ဆက်တော်ကြီးခေပေါ်ပြစံများတိကိပြများစသည်တို့ကိုလည်းယူဖတ်တတ်သည်ထို့ပြင်သူပါဤမောင်ရမောင်မမေမဝိတုရောဘင်ဆန်ခရူဆိုဤဝိတုပတိပုံမြင်ဝိတုစသည်တို့ကိုလည်းယူဖတ်တတ်လေသည်ဆရာစော်ကြီးခွန်တန်းတို့ရသောအခါ1920ပြည့်နှစ်ပထမတက္ကသိုလ်သပိတ်ကြီး၌ပါဝင်ဆင်နွှဲခဲ့ပါ၏ထိုသပိတ်ကြီးကိုပေါ်ထွန်းလာ၍အမျိုးသားအပေါင်းများ မြန်မာနိုင်ငံအနှံပြပေါ်ထွက်လာရာရှေးဥစွာဖြာပုံမျိုးအမျိုးသားအကြောင်း၌လည်းဆက်လက်၍ပညာတင်ယူခဲ့ပါသည်အမျိုးသားအကြောင်းများတွင်အစိုးရအကြောင်းများ၌မတင်ကြရသောမြန်မာနိုင်ငံတမိုင်းကိုတင်ရပါ၏မြန်မာကဗျာစာပေကိုလည်းအရေးယူ၍တင်ပါသည် ထို့နောက်ဆရာစောကြီးသည်ရန်ကုန်မြို့မှ မြို့မှအမျိုးသားအကြောင်းတို့ပြောင်းရွှေ့၍ပညာစီပူပြန်နေသည် ရှမ်းစောကြီးတိဖျားပုံမျိုးအမျိုးသားကြောင့်လည်းနေစဉ်ကပင်ကြပြအလင်းကားကိုစီးပုခဲ့သည့်ဖြစ်ရာရှမ်းကုန်မြို့မှကြောင်းတို့ရောက်တော့အခါပုံမှု၍ပင်ကြပြအလင်းကားကိုစီးပုခွင့်ရလေသည် ထို့သောစီးပုရင်းဝါဒနာအရာကြပြများကိုအလင်းကားများကိုဖွဲ့စုရေးသားလေ၏ထိုစဉ်ကဆရာစောကြီးဖွဲ့စုသောကြပြများမှာထိုခေတ်ကစာစုတို့ဖွဲ့စုလေးရှိသောရှေးရိုးမြန်မာကြပြမန္တလေးခေတ်တေးကြပြမျိုးဖြစ်ပါသည် စာပေချမ်းအတွက်အချောင်းရများမှာတော့အစမ်းတကျယ်ဖွဲ့လို့ရှိတော့ရာဒီဘွဲ့တောဘွဲ့တောင်ဘွဲ့မဲဘွဲ့မောင်ဘွဲ့အလွမ်းဘွဲ့တောင်ဝင်းကားဘွဲ့စသဖြင့်ကပြများပင်ဖြစ်လေ၏ရင်းတို့သည်တဘာဝပတ်ဝန်းကျင်ရှိလောကအဖြစ်ပြလူကိစ္စလူမှုရာတို့နဲ့ထိတွေ့ခြင်းရှိ၍ခံစားမှုရှိ၍တည်လာသောအတ္တိတို့ကိုဖွဲ့သောကပြမျိုးတော့မဟုတ်ပါချေထိဋ္ဌာဓမ္မအချောင်းရများကိုအလေးပေးဖွဲ့ဆိုသောကပြမျိုးလည်းမဟုတ်ပါချေစကားဆမ်းမှုစကားလှမ်းမှုစကားဝေစာမှုစကားကြည့်ကြံမှု စကားတန်စာနားတန်စာတက်တက်ဖွဲ့ဆိုသောကဗျာမျိုးသားဖြစ်ပေသည်ဆရာစောကြီးသည်ရန်ကုန်မြို့မှကျောင်းဆယ်တန်း၌ပညာသင်နေစဉ်စာကျေအမောင်ကြီးတစ္ဆာဝါဒီတည်င်းစာကကြီးမှုလျက်မြမကဗျာဘာသာပြန်ပြန်ပွဲကိုကျင်းပရာထိုပြန်ပွဲက The characters of happy life အမည်ရှိသောကဗျာကိုမြမဘာသာပြန်ဆိုရှင်းပြစေသည် ဆရာကျော်ကြီးကဝင်းရောက်ရှင်းပြရာပထမရခဲ့ပါသည်ပထမစုအဖြစ်စာချေအေမောင်ကြီးရွှေတင်းကငါးပြားစုကိုရခဲ့ပါ၏ထို့နောက်ထောင်ကွာ25ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်သို့ပညာစီပြုပြန်သည်ရန်ကုန်တက္ကသိုလ်တွင်လည်းရှီအောင်မြန်မာစာပေကိုဆက်၍လေ့လာစီပွခွင့်ရခဲ့ပါသည်တပတ်ကလည်းကမ္ဘာစာပေကိုလေ့လာစီပွခွင့်ရပါ၏တက္ကသိုလ်ကျောင်းသားဘဝ၌ရှိစေခြင်းရှိနေစဉ်မှာပဲဆရာကျော်ကြီးသည်အင်္ဂလိပ်ကဗျာဆရာများဖြစ်တာသော Shakespeare မာလို Wordsworth Shelley Kilis စားသူတို့၏ကြံပြများကိုအထူးနှစ်သက်ခဲ့သည်ရုရှားစာရေးဆရာကြီးဒေါ်စတန်ဘင်္ဂါလီကြံပြဆရာကြီးတကူစားသူတို့၏ကြံပြများစာများကိုလည်းအထူးနှစ်သက်ခဲ့ပါ၏ဤတွင်စာတကားဝတ္ထုတို့ကိုတစားစဉ်၍ဖွဲ့ဆိုသောဖျားစီတီကျောင်းကံဆရာတို့ကိုဖွဲ့ဆိုသောလောကကိုတန်ဝင်ကားယူပွဲဖွဲ့ဆိုသောရှေးတောင် သောတောင်ရာသီဥတုဤတာယာဘုံမင်းသားမင်းသမီးတို့၏လွမ်းစပ်ပုံကိုဖွဲ့ဆိုသောရှေးဟောင်းမြမစာပေနှင့်တင်းတိမ်ရောင်ရဲခြင်းမရှိဖြစ်လာပါသည်။ဝန်ကြီးပရိသရာဇာနှင့်အခြားစာဆိုနှုတ်သုံးဥတုဤစာတို့ကအတူပင်နှစ်သက်လေ။တဖန်လည်းလမ်းယူဟောင်းကိုလိုက်ကရှေးဟောင်းမြမကဲ့သို့ကြပြများကိုဖွဲ့ဆိုနေခြင်းကိုလည်းအားရခြင်းမရှိဖြစ်လာလေ၏။ ဤသို့ဖြင့်1928ခုပထမနှစ်ဝိစာတန်းကိုရောက်တဲ့အခါမှာတော့လမ်းယူဟောင်းကိုဆွန့်လိုက်လေသည်။တဘာဝပောင်ဝင်ခြင်းလောကအဖြစ်ပြက်လူကိစ္စလူမှုရာတို့ကိုအတွေ့အထိတို့ကိုအခြေခံ၍ရေးဖွဲ့သောလမ်းအစ်ကိုရှောက်လေတော့သည်။ရှင်းတို့လမ်းအစ်ကိုရှောက်သည့်နေဖြင့်ကြပြားတဘုတ်ကိုစမ်းသက်ဖွဲ့ဆိုလိုက်ပါ၏။ဤကြပြားမှာ နောက်အခါတွင်ပထမခစ်စမ်းကြပြားဟူ၍တွင်လာမည်။ဘရောက်ပန်းကြပြားပင် ဖြစ်လေတော့ပါသည်။မခူးခြင်းစမ်းပါနဲ့ နိစံခါတော်မီမို့ဇံမော်ရေပြေပြေလိန်ကပခတ်သိန်းနဲ့စုံစုံတို့ ပွင့်ငုံကိုလင့်ကုန်ကြတော်လူခေါင်းကြွကစာဝေဝေနဲ့သူလဲလီ လောကီသားလိုပကြွားချင်လဗေလိမ့်မယ်တသိန်းတင့်ပါပြီဒိန်မြင့်ရှိပြပြကជីတာတာပင်လေဖြူးတွင်ဖြင့်တီတာတာ ပွင့်ရွှေဘူးငယ်တို့လေရှက်ကပဲညာလူးလေတော့သူတို့လိုပဲသူမြူးနိုင်ပေါ့ထူးပါပြီတယ်တဝါဝါစင်သင်္ကန်းရံနဲ့ကဘာမှာဘဝင်ချမ်းစေတဲ့သာသနာရွှင်ရွှင်လန်းအောင်လို့တမင်မှန်ကပေါ့တတိဆွဲရည်ရွယ်တော့လေသလားခူးပါနဲ့ကွယ်ပွင့်ဖူးမှာအဝါချေ၍မာလာအလဲနှွဲခြင်းတဲ့ နှလုံးရဲ့ကြောင့်နှစ်ဆုံးကုန်အတာဝင်တို့မန်အင်ကိုညံစင်မွေးကပါအရေးအခါတာမှခမာမာတကုံစမ်းရတယ်ပန်းပထောက်ညာဤတီကဘရောက်ပန်ကပြားပင်ဖြစ်ပါ၏လူအဖြစ်လူအမူအရာကိုဘရောက်ပန်၌တင်စား၍ဘရောက်ပန်တို့သည်ဝဲဝဲဆာဆာဖူးပွင့်ပြသနေကြသည်လို့လည်းလူတို့သည်ဓမ္မတာအဖြစ် သူတို့ဤကုံအလိုက်သူတို့ဤဝါဒနာအလိုက်ဝင့်ချင်ဝါချင်တတ်ကြပါသည်ဝီတရအာထုတ်၍၎င်းညာအာထုတ်၍တော်၎င်းကြိုးပမ်းကြသည်ဖြင့်ရရှိခဲ့သောအောင်မြင်မှုများကိုလူကုံအလယ်၌လူအလယ်၌ထုတ်ဖော်ပြသလိုကြပါသည်ရင်းတို့ရှိနေသည်ကိုလည်းမဖြည့်စည်တင်ပါမနှောက်ရှက်တင်ပါဟု၍ဖွဲ့ဆိုထားခြင်းဖြစ်ပါ၏ရခင်ကဖွဲ့ဆိုခဲ့သောရှေးရိုးကြပြားများနှင့်မတူပါ ဆရာတော်ကြီးသည်တဘာဝဘဝပတ်ဝန်းကျင်နှင့်ထိထွေးဆက်ဆက်ခြင်းရှိ၍မိမိစိတ်၌ဖြစ်ပေါ်လာသောမိမိစံတာမိမိစေတနာနှင့်မိမိအမြင်တို့ကိုတင်ပြဖွဲ့ဆိုခြင်းသာဖြစ်ပါ၏။ဤကဗျာကိုဆရာတော်ကြီးသည်ရှေးဦးစွာရန်ကုန်တက္ကသိုလ်ပဲခူးချောင်းဆောင်၌နေစဉ်ဟန်တကြီးမုံလက်ရေးစာတော်၌ထည့်သွင်းဖော်ပြခဲ့ပါ၏။ထိုချိန်တွင်ဟန်တကြီးမုံကိုဆရာတော်ကြီးကပင်တာဝန်ခံအဒီတာလို့ယူထုတ်ဝေပါသည်။တက္ကသိုလ်လောကတွင် ပကံလက်သည့်စကိုင်းကုံကြီးတထုံမိပါဆသဖြင့် လက်ရေးစာတောင်များပင်ရှိလျာဤဟန်တချင်းမုံသည်လည်းပထမဦးဆုံးသောကျောင်းဆောင်လက်ရေးစာတောင်ပင်ဖြစ်ပါ၏ဆရာတော်ကြီးသည်ဘရောက်ပန်ကဗျာမှစ၍နောက်အခါကဗျာများကိုရေးဖွဲ့ရာသူစေနာသူမြင်တို့ကိုအတိအကပြု၍သာသူမြင်သည့်အတိုင်းကိုဖွဲ့ဆိုခဲ့ပါ၏ တို့ဖြင့်၍ထိုကပြားများကိုအကြောင်းရ၌၎င်းပုံတရ၌၎င်းတမှုထူးခြားလာပြီဟု၍ဆိုနိုင်ပါသည်ထိုကပြားများကိုတက္ကသိုလ်မဂ္ဂဇင်း၊ကန္တာလောကမဂ္ဂဇင်းတို့တွင်ထည့်သွင်းခဲ့ပါ၏ထိုကမှာစာ၍လမ်းသစ်သဘောကိုတတ်ဝင်လာသောကပြားများသည်တစတစပင်ပေါ်ထွက်လာခဲ့ပါ၏ ရေးပွဲကသာဆရာစော်ကြီးလမ်းတဲ့သဘောတတ်ဝင်သောခပြားများကိုခစ်ဆန်းခပြားဟုမခေါ်နိုင်ကြပါချေ1934ခုနှစ်တွင်ဆရာကြီးဥပေမာတင်ကတက္ကသိုလ်၌ရေးနေကြသောအခြားခပြားများကိုပါစုဆောင်လျက်ခစ်ဆန်းခပြားဟု၍အမည်ပေးတွင်သည်မှထိုအမည်တွင်လာခဲ့ခြင်းဖြစ်ပါ၏ထိုစဉ်ကဆရာစော်ကြီးနှင့်ဆရာမင်းသူဝင်တို့နှစ်ဦးသည်မတက်တာလားခစ်ဆန်းခစ်တဲ့သမားများ၏နှစ်သက်ရှိကျူးခြင်းကိုသာခံရသည်နှင့်အမျှတပတ်မှလည်းခေဟောင်းသမားများ၏တပွားမှမရွှေ့ကြရသောခေဟောင်းသမားများ၏ အပြစ်တင်ရှုံချခြင်းကိုလည်းခံခဲ့ရပေသည်တချို့ခေဟောင်းသမားများကဇော်ချီနဲ့မင်းသူဝင်တို့သည်ခံခံနာနာကြီးကြီးကျယ်ကျယ်ကိုမပွဲဆိုတဲ့မိုးစိငတ်ဝမ်ဘဲစသောတင်းငယ်သောအရာအသေးဖွဲလေးများကိုသာဖွဲ့ဆိုတတ်သူများဖြစ်ကြသည်ဟု၍ကဲရကြသည်အေတွင်ဆရာဇော်ကြီးကအသေးငယ်ဆုံးဖြစ်သည့်အနဖားအချောင်းကိုပင်ပူခဲ၍ငော့၍ပင်ဖွဲ့ဆိုပြလိုက်သေးသည်အနပါထိုးတော်လက်ထိုးတော်ကျူချော်လို့တော့ အဖွားအိုအမြင်ကတ်တယ်အက်ရွှေနှစ်ဖာမြည်တို့ပင်စိုးစေကမူနောက်ဆုံးတိုင်ခေဟောင်းသမားများ၏အတန်သည်ငြိမ်စိတ်၍သွားခဲ့ရပြီတော့သည်ဆောင်းစောကြီးသည်ဥဇာတန်အောင်သောအခါသာဒူအောင်စုကိုရှားခဲ့ပါသည်ထို့နောက်ထန်းကော29 30တွင်ဝိဇာတန်ကိုမြန်မာစာပေအင်္ဂလိပ်စာပေအရှေ့တိုင်းနိုင်ငံများတမိုင်းတို့ဖြင့်အောင်မြင်ခဲ့ပါ၏ထို့နည်းတွင်တက္ကသိုလ်၌မြန်မာစာနီးပြဆရာဖြင့်ထံရွက်ခဲ့ပါ၏ထို့နောက်မြို့မှကျောင်းသို့ပြောင်းရွှေ့လောက်ကင်ပါ၏ ကဗျာများကိုလည်းဆက်လက်၍ရေးနေပါ၏ထိုချိန်၌ပင်ပကံစေးဝိထုတို့ကိုရှင်းတာခဲ့၏ပကံစေး၌ပေတုတ်သူခမိန်တို့မဖြစ်နိုင်သောမိခွန်းများကိုလူလူထဲမှအယက်သာလူလင်ပြိုတူကဖြစ်နိုင်ဖို့ဘဝမှန်တရားအတွက်အပြေရှာရာတွင်ပြည်သူထဲမှလည်းရှားတင်ဖို့စာတွေ့ထက်လူလောကအတွေ့အကြုံခပိုး၍ပင်တန်မိုးရှိပုံကိုရေးဖွဲထားပါ၏ရှင်ဝိထုတို့ပေါ်လာသောအခါဆရာစောကြီးပအဝန်းကျင်ရှိပညာရှိအချို့၏အညိုညင်ကိုခံခဲ့ရပါ၏ မြို့မကျောင်း၌ဆရာလုံနေစဉ်တနေ့တွင်ဆရာစောကြည်သည် WMBA အသင်းကြီးဟောပြောပွဲတစ်ခု၌ဝင်းချီဘရေတာယာစာနှင့်စိန်သားကျော်သူတို့၏အကြောင်းကိုအင်္ဂလိပ်ဘာသာဖြင့်ဆက်သန်းရေးရဖတ်ပြခဲ့၏ထိုစာတန်းကိုရန်ကုန်တိုင်းခေါ်အင်္ဂလိပ်သတင်းစာကထည့်သွင်းရေးဖော်ပြပါ၏ရှင်းကိုရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာပါမောက္ခသည့် Mr. Yu က မစ္စတာရုစ်ကဖတ်ရသည်မှာအင်မတန်မှနေသက်သဘောကျလေသည်ဆရာတော်ကြီးကိုခေါ်၍မဟာဝိဇ္ဇာတန်းကိုတက်ခိုင်းတက်ရန်တိုက်တွန်းရာ1934ခုနှစ်တွင်ဆရာတော်ကြီးသည်မြို့မှကျောင်းမှနှုတ်ထွက်၍အင်္ဂလိပ်စာပေမြန်မာစာပေနှမသာရဲကိုယူကာမဟာဝိဇ္ဇာတန်းကိုဆက်လက်၍တက်ရောက်ပြန်သည်မဟာဝိဇ္ဇာတန်းတက်ရောက်နေစဉ်မှာပင်လူငယ်တို့ကိုနှိုးကြားစေရန်သူ့အတိုင်းပြည်တက်လူတို့၏ဒေသန်စသောကြံများကိုဖွဲ့စည်းခဲ့ပါ၏ ကွက်ဆိုခဲ့ပါပြီဂျီဘွားရေးမဂ္ဂဇင်းတွင်လက်အိန္ဒိယလူငယ်များနဲ့အိန္ဒိယစာပေအရေးတော်ပုံတရုတ်လူငယ်များနဲ့တရုတ်စာပေအရေးတော်ပုံဇာတိဆောင်ပါများကိုရှိခဲ့ပါပြီထို့ပြင်ကွာသမားအင်္ဂလိပ်စာရေးဆရာကြီးဘာနက်ရှောဟောပြောသောလွတ်လပ်ရေးတရားဟောပြောချက်ကိုမြန်မာဘာသာသို့ပြန်ဆိုခဲ့ပါပြီဘာသာပြန်ဆောင်ပါအတွက်ဏ္ဍန်ကိုဆာစော်ကြည့်သည်အပါအတိုင်းရှိခဲ့ပါသည် David Shaw သည် Ireland ပြည်သားကဘာကျော်ပြဆက်ရေးဆရာကြီးတစ်ယောက်ဖြစ်သည်ယခုတည်းတိုင်အသက်နဲ့တကွာအထင်ရှားပင်ရှိနေပါ၏သူ၏ယူဝါဒမှာလည်းပြဆက်များတကွာပြဆက်နေတမ်းများမှနေ၍ပြန့်နှံ့အောင်ရေးသားလေးရှိပါ၏ David Shaw သည်ဆင်းရဲသူများတိတ်ဆင်းရဲအစဉ်ဆင်းရဲချမ်းသာသူများတိတ်ချမ်းသာအစဉ်ချမ်းသာနေကြသောယခုခေတ်ဤမများတသောနေထိုင်မှုအခြေအနေကိုအလွန်ပင်မုန်းတီးတူဖြစ်ပါလေသည်အခြေအနေကိုတနည်းနည်းနှင့်ပြုပြင်ပေးရမည်ဟု၍အတန်သည်သူ၏အကြံအလံဆုံးသောအတန်ဖြစ်ပါ၏ ညာလာတော့စာများမှာကြီးနိုင်ငယ်ခြင်းခေတ်ထဲတွင်ဒုက္ခဆင်းရဲခံနေရသောအလုသမားတို့၏ဘက်မှနေ၍ရှင်းနေလိုက်သောစာများပင်ဖြစ်လေ။အရေးတွင်တဲ့တို့ရေးတတ်၍အပြောတွင်လည်းပွင်ပွင်ပြောတတ်ပါ၏။အောက်ပါစုစူရှာတော်ညာနဲ့လည်းပြည်စုံပါ၏။အောက်ပါဘာသာပြန်မှာအင်္ဂလန်နိုင်ငံရှိအမျိုးမျိုးအနေနဲ့ကကြားနာနိုင်အောင်အတန်လွတ်ဆန်းတဲ့ဟောပြောခဲ့သောလွတ်လပ်ရေးတရားစကားပင်ဖြစ်ပါ၏။ဤတရားမှာအထူးသဖြင့် စင်ရသားအလုသမားများအားဟောကြားသောတရားပင်ဖြစ်ပါ၏ကျွန်ုပ်ကတင့်တင့်အောင်ဖြတ်တာပဲသူပြောသလိုဘာသာပြန်ထားပါ၏ဖတ်၍မကောင်းနားမထောင်နားထောင်ရင်မကောင်းလျင်ရှော်ဤအပြစ်မဟုတ်ရပါကျွန်ုပ်ဘာသာပြန်ညံ့သောကြောင့်သာဖြစ်ပါလိမ့်မည်1936ခုနှစ်တွင်မဟာဝိဇ္ဇာတန်အောင်၍မန္တလေးဥစ္စာကောလိတို့ပြောင်းရွှေ့၍အမှုထမ်းပြန်သည်1939ခုနှစ်တွင်ဦးသိန်းဖေဦးသိန်းဖေမြင့်ကနာမည်ချော သက်ဖုန်ကြီးဝိထုကို ရေးသားထုတ်ခဲ့ဝိထုနေတံကိုဦးနုတခင်နုကရေးသည်ဆရာစောကြီးကလည်းကြီးပွားရေးမဂ္ဂဇင်း၌တာသနာပြုဝိထုအကြောင်းဟူ၍ခေါင်းစဉ်တက္ကဝေဘန်စာကို ရေးပါ၏သက်ဖုန်ကြီးဝိထုကိုရဲဝင်းစာကျိုးတို့သည်ဝေဘန်စာ၌ဆရာစောကြီးရေးထားသည်မှာသမင်ညသူတော်ကောင်းနဲ့မတူဝိဆာပွဲများနဲ့မချွားပါလို့ကြတော့ဦးသိန်းဖင်နဲ့ဦးနုတို့စီရင်လိုက်ကြတော့တပ်ဖုံးကြီးဝိထုကိုချစ်ဆွေအရှိုးတို့ဖတ်ပြီးကြပြီဟုကျွန်တော်ထင်ပါသည်ကျွန်တော်မူကားဖတ်ပြီးပါပြီ ဝိထုကိုထုတ်ဝေပြီးနောက်လင်းကားရအတွင်း၌ပင်မြမအလင်းသတင်းစာ၌သာသနာမသာမကရဟန်းမျိုးအသင်းကလည်းကံကွက်တီကိုတွေ့ရပါ၏ထို့နောက်ဦးလီပွေထောက်ခံချက်ကိုလည်းတွေ့ရပြန်၏ကျွန်ုပ်ကြားသည်မှာထိုဝိထုနှင့်ဆက်လင်း၍စဲစာဩဘာပေးစာအများများသောကိုသတင်းစာတိုင်းသို့ပို့ချ၏သတင်းစာတိုင်းများကမူလ၌သတင်းစာ၌ထဲ့သွင်းမထဲ့သွင်းလို့သဖြင့်မထဲ့သွင်းလဲကြကိုဤဝိထုကိုသာသနာပြုဝိထုဟူ၍ကျွန်ုပ်ခေါ်ဆိုလိုပါသည် ဤဝိထုကိုဖတ်ပြီးတော့အခါကျွန်ုပ်ဒီရဟန်းကောင်းရဟန်းမြတ်တို့ကိုပို့မိုး၍ကြည်ညိုလာပါ၏ရဟန်းပိသာတော်ရဟန်းတို့ကိုပို့၍ပင်တရားလာပါ၏ရဟန်းမြတ်တို့ကြွယ်ပါကြပါစေရဟန်းကောင်းများသာကြံရှိနေကြပါစေဟု၍သာသနာအတွက်ဆိုရင်ဖြင့်ဆုတောင်းပါ၏ဤဝိထုကိုသာသနာပြုဝိထုဆိုတဲ့အကြောင်းကိုရေးခဲ့ပေပြီထို့ကြောင့်တော်ဝိထုမျိုးအားတတိပိစာတို့ခုအနေဖြင့်အခြေပြု၍ရေးသားသောဝိထု၏ခေါ်ဆိုရပေမည် သူဟာတွင်သတိပေးခြင်းကုံမအပထိုဝိတုသည်ဝိတုတသက်အဖြစ်ရေးနေဖြင့်လည်းဖတ်ကောင်းပေသည်ဝိတုမှာအရသာပေါ်အောင်ရေးထားသောဝိတုဝင်ဖြစ်ပါ၏အထူးသဖြင့်ရေပွဲဟာတရတသည်လည်းထိုဝိတု၌ကဲနေသည်ရေပွဲဟုဆိုတော့လေလူပြက်ပြက်လုံးများကိုနားထောင်၍ရေမောသောရေပွဲမဟုတ်ရေရင်ညံအလင်းရသောရေပွဲမျိုးဖြစ်လေ၏အီရေပွဲမျိုးဤသဘောတကူကလောက၌ ဖြစ်ပြတ်တတ်သည်နှင့်ဖြစ်ပြတ်သင့်သည်တို့၏အမီးမောက်မတည့်သင့်သည်ကိုတွေ့ရသောအခါရှယ်စရာမျိုးသဘောပင်ဖြစ်ပါ၏1938ခုနှစ်တွင်ဆရာစောကြည်သည်အစိုးရ၏ပညာတော်သင်ဖြင့်ရွေးချယ်ခံရသဖြင့်အင်္ဂလန်သို့သွားရ၏စာကြည်တိုက်ပညာနှင့်လန်ဒန်တက္ကသိုလ်ဒပ်ပလင်တက္ကသိုလ်တို့တွင်ဆေးပုခဲ့ပြန်၏1940ပြည့်နှစ်တွင်တော့စာကြည်တိုက်ဒီပလိုမာဘွဲ့ကိုရခဲ့သဖြင့်မြန်မာနိုင်ငံသို့ပင်ပြန်လာခဲ့လေသည်အပြန်တွင်အင်္ဂလန်၌တွေ့ကြုံခဲ့ရသော အင်္ဂလိပ်တို့၏စိတ်နေသဘောထားများတလေထုံးစံများနှင့်ရှင်ကျေးမှုတို့ကိုဆောင်းပါးများရေးသားလေသည်ရန်ကုန်တက္ကသိုလ်ကျောင်းစာကြီးတိုင်းနှင့်လည်းပိတကတ်တိုင်မှုအဖြစ်ဆောင်ရွက်ပါ၏ဆရာတော်ဤသည်ဂျပန်ခေတ်၌မြန်မာဆိုးရပညာရေးဌာနတွင်ဒုတိယညွှန်ကြားရေးဝန်အဖြစ်တာဝန်ဆောင်ရွက်ခဲ့ပါသည်စာပေနှင့်စာကြီးတိုင်းဌာနကွဲကိုတာဝန်ယူပါ၏ရှင်တို့ဆောင်ရွက်နေစဉ်ဒုကားကဘာနဲ့ပိတကတ်တိုင်၌ရှိသောပေပရပိုက်တို့ကိုမပြောင်းမပြတ်ရအောင်ထိန်းသိမ်းဆောင်ရွက်ခဲ့၏ စစ်ပီးခစ်တွင်လည်းဆားစော်ကြည်သည့်ရန်ကုန်တက္ကသိုလ်ပြည်ထက်တိုင်မှုဖြစ်ပြန်လည်းထမ်းရွက်ခဲ့ပြန်၏တိုင်းမျိုးပြည်မျိုးလွတ်တော်၌တနင်္ခွက်ခန့်ထမ်းရွက်ခဲ့၏ထို့နောက်ပြည်ထက်တိုင်မှုဖြစ်ပြန်လည်းထမ်းရွက်ရင်ចောင်းသုံးစာအုပ်များထုတ်လုပ်ညွှန်ကြားရေးကိုပူတွဲ၍ထောက်လုပ်ခဲ့သည်တော်လန်၏အစိုးရဗိညာဉ်ဌာန၌လည်းအချို့အရာရှိဖြစ်ဆောင်ရွက်ခဲ့၏ တစ်ဘက်ကလည်းမြန်မာစာပေပြုစုရေးသားရေးဖာပြန်ကော်မရှင်ဤကောဟာရာကော်မတီနဲ့တဘာပတိပြေ၎င်းမြန်မာနိုင်ငံတမိုင်းကော်မရှင်ဥက္ကဋ္ဌပြေ၎င်းဆောင်ရွက်ခဲ့ပါဤဆရာစော်ကြီးသည်ဆိုခဲ့တော်လိုများကိုဆောင်ရွက်နေတော်လဲသူမြန်တို့သောစာရေးခြင်းအလုပ်ကိုတော့မရင်နိုင်ခဲ့ပါမြန်မာစာနယ်ဇင်းမျိုးမျိုး၌ခပြားဆောင်ပါဝိထုတို့ပြဆက်ဘာသာပြန်များကိုဒီဇိုင်းမြန်မာရေးသားပြုစုခဲ့ဤလုံချင်းဝိထုစာအုပ်များထုတ်ဝေပြီးတော့ဆရာစော်ကြီးဆောင်များမှာ ဘရောင်းရွှေဝါကပြားများဗေဒါလန်ကပြားများစောကြီးကပြားပေါင်းချုပ်စောကြီးဆောင်မဟာဆန်ကျင်သူပြဆက်ပါလာပြန်ဂျရက်နဲ့မာဂရဝတ္ထုပါလာပြန်တကုံတလဝတ္ထုပါလာပြန်ရတစာပေအပွင့်ရတစာပေနေတန်းတခင်ကိုရောမိုင်းနေကတခင်ကိုရောမိုင်းတီကမိုးကျယ်မူလာနဲ့အခြားဝတ္ထုတို့များနိုဗယ်ဆူယာစာရေးဆရာများ၏ဝတ္ထုပါလာပြန် လမ်းတင်းနဲ့အခြားဝိတ္ထုတို့များနိုဗယ်ဆုရစာရေးဆရာများ၏ဝိတ္ထုဘာသာပြန်ပလေတိုနီတန်ဘာသာပြန်စသည့်တို့ကိုဖြစ်ပါသည်ဆရာမင်းတို့ဝင်းနဲ့တွဲပတ်၍၎င်းစာပေလောကခရီးတဲ့စာတော်စာအုပ်များကိုလည်းရေးသားပြုစုခဲ့ပါ၏ရှေးယိုးမြန်မာပကြီအကြောင်းနဲ့စာကြည့်လိုက်ပညာအကြောင်းကိုလည်းစောင်းပါများရေးသားခဲ့ပါ၏ဆရာစောကြည်သည်ကပြားဆရာစာရေးဆရာစာပေဝေဖန်ရေးဆရာ ဘာသာပြန်ဆရာပြဿတ်ဆရာဖြစ်တည်တာမကသူရိတရာပညာရှင်နဲ့တမိုင်းပညာရှင်လည်းဖြစ်ပြီးတခါကဦးသိန်းဖေမြင့်သည်စပေဝေပန်ရေးဆောင်ပါတစ်ဆောင်ရေးသားခဲ့ရင်ဆောင်ပါ၌ဆရာဇော်ကြီးကဗျာနှင့်ပတ်သက်၍ဇော်ကြီးမကအစမပြတ်တိုးတက်လျက်ရှိပြီးသူ၏ကဗျာများသည်လည်းလူတို့အကြောင်းသာဖော်ပြအောင်သာမကတော့ပဲလူတို့ကိုလုံးစော်ပေးသောကဗျာများပါဖြစ်လာ၏ဥပမာသူ၏ငန်းငယ်ပါမှာကဗျာမှာလူတို့၏ကြီးမားသောအင်အားကိုဖော်ပြ၍လူတို့ကိုလုံးစော်ထားသည် လူတို့သည်ကိုအားကိုကိုမြင်သည့်နေ၌ဥမပေါထလာသောငက်ငယ်ဘွားဆောင်ကိုဆွန့်လွတ်၍ခေဟောင်းကိုဆွန့်လွတ်၍ဘွားသည်ခေသည်ကိုရှောင်းချင်းပြည့်ဟံကိုဖော်ပြထားလေသည်ဟု၍ရေးသားမှတ်ချက်ပေးထားပါသည်။တခင်ကိုတော်မိုင်းတီကာစာအုပ်ထွက်ပေါ်လာသောအခါဆရာစော်ကြီးဆရာဖြစ်သူဆရာကြီးဦးပင်မောင်တင်ကသူတေသနာချာနေဖြင့် အင်္ဂလိပ်ဘာသာပြင်ပင်ဝေဖန်ချက်ရေးခဲ့လေရင်းတို့ရာနဲ့တနေရာတွင်ဆရာကြီးကစောကြီးသည်အင်ဂျယ်နှစ်သားကလေးတမလလပပရေးတတ်သည်ဟု၍၎င်းတနေရာတွင်လည်းမြမစကားပြေနှင့်ပတ်သက်၍ရှင်းလင်းပြသအောင်နှင့်လိုဝဲရှိအောင်မြည်သောမိပုံရှင်းရမည်ကိုစောကြီးကကျွန်တော်တို့အားစံပြ၍ရေးလေပြီဟု၍၎င်းဖော်ပြထားလေသည်ရှင်းတခင်ကိုရမိုင်းတီကာသည်1955ခုနှစ်စာပေဖိတ်မှန်စာပရိသာစုကိုရခဲ့ပါ၏။ရင်းတော်ပင်တရုတ်ဘာသာဖြင့်ပြန်ဆိုခဲ့ပါ၏ ထို့ဆောင်တာမကဆရာတော်ကြီးဝိတုတို့ဆောင်းပါးကဗျာချုပ်ကိုအင်္ဂလိပ်ရုရှားဂျက်စ်ပြင်သင့်ဂျာမန်တရုတ်စသည့်ဘာသာတို့ကိုလည်းပြန်ဆိုခဲ့ပါ යි ဂျက်စ်နိုင်ငံမှာမျိုးသမီးစာပေသူတေသနပညာရှင်တက်ဂက်စ်မာဗက်ကိုဗာကဂျက်စ်ဘာသာမဂ္ဂဇင်း၌ဆရာတော်ကြီးအကြောင်းကိုဆောင်းပါးရေးလေသည်ရှင်းဆောင်းပါးကိုထုံနိုင်ငံတို့ new ဖြင့် အင်္ဂလိပ်ဘာသာပြန်မဂ္ဂဇင်းတွင်ဖော်ပြထားပါ၏။ရင်းဆောင်မတွင်ဆရာတော်ကြီးစာမျက်နှာပတ်သက်၍မြတ်တီတာကဤသို့ပင်ဝေဖန်ဖော်ပြထားသည်။ဆရာတော်ကြီးစာပေမြင်နှင့်ဆရာတော်ကြီးစာပေများတွင်မြမရှိအောင်စာပေကျမ်းဂန်များကိုအလေးနဲ့လေ့လာသုံးသပ်မှုကိုတွေ့ရပါ၏။အင်္ဂလိပ်စာပေကမ္ဘာစာပေကိုကြည်ကြဲပြန်ပြန်လေ့လာသုံးသပ်ချက်တွေကိုလည်းတွေ့ရပါ၏။ တက္ကသိုလ်ဝင်ကျင်အငွေတက်တွေကိုလည်းရရပါပြီ။ဆရာစောကြီးဘရောက်ဘန်းကဗျာလေးဆရာစောကြီးစာပေကို၎င်း20ရာစုမြန်မာကဗျာလောကကို၎င်းပရမအူဆုံးအပြောင်းလဲကြီးဖြစ်စေသောကဗျာဖြစ်၏။ဆရာစောကြီးပကံစေးဝိထုတို့သည်လည်းအမှန်တရားအတွက်အဖြေကိုပြည်သူတဲတွင်ရှာဖွေရန်လိုကြောင်းစာအုပ်ထဲတွင်ရှာမရကြောင်းလေးနက်စွာဖော်ပြခဲ့ပါ၏။ဆရာစောကြီးကဗျာများမှာအများသောအားဖြင့်တဘာဝကိုခြံမုံးပြသောကဗျာများဖြစ်လေ၏။ထို့တဘာဝမှာလည်းလူတဘာဝအဖွဲ့ပင်ဖြစ်ပါ၏။ လူ၏တဘာဝနှင့်အသွေးကြုံကိုချေမုန်းခြင်းပင်ဖြစ်ပါ၏။အီချက်တို့သည်ဆရာစော်ကြီးစိတ်ဓာတ်တွင်အစင်းပင်ကင်းအောင်လျက်ရှိပါ၏။ဆရာစော်ကြီးကဗျာများဝိတုများပြဆက်များသည်လူတဘောတဘာဝကိုလေးနက်စွာထင်ရဖို့ဆိုပြသလျက်ရှိသည်။ဤသို့ပင်လေးနက်စွာဆဲကြမှုများနှင့်ဓာတနိကဗေဒဆိုင်ရာပြဿနာများကိုသူဆောင်များတွင်ထည့်သွင်းဖော်ပြခဲ့၏။ရွှေမောင်းတံပြဆက်တွင်မြမသမိုင်းနှင့်ဆက်လျင်း၍ဖော်ပြရာရည်ရွယ်ချက်ကိုတွေ့ရပါ၏။ဤပြဆက်ကိုထောက်၍ဆရာစော်ကြီးသည် ကျူးကျော်စစ်ကိုစန့်ကျင်တိုက်ခတ်သည်ဖြစ်ကြောင်းသိရပါ၏။ ခေစံစာပေခေါင်းဆောင်သုံးဦးတဲ့အတွက်တွင်ဆရာစောကြည်သည့်အတိုးအဆုံပုဂ္ဂိုလ်ဖြစ်ပါ၏1948ခုနှစ်ဇန်နဝါရီလတွင်မြန်မာနိုင်ငံလွတ်လပ်ရေးရလေသည်နိုင်ငံတော်ဝန်လုံးအောင်မြင်ရ၍ရွှင်လန်းဝမ်းမြောက်ပါ၏ထို့ချိန်တွင်ဆရာစောကြည်က1948ခုနှစ်လွတ်လပ်ရေးနှစ်တွင်ကဗျာကိုရေးသားခဲ့ပါသည်ထိုကဗျာတွင်သတိပေးနိုးသောအတန်ကိုတိုးမြင့်လိုက်ပြန်၏ထိုကဗျာ၌မိမိတို့၏နိုင်ငံ၏နောက်ဆုံးရည်မှန်းချက်သည်လွတ်လပ်ရေးအောင်ပွဲခံရသမှာက လွတ်လပ်ရင်အောင်ပွဲခံရင်သာမဟုတ်ပါကြောင်းယနေ့တိုင်းငတ်မောခေါင်ပါရအထူးဒုက္ခရောက်နေကြတော့ပြည်သူတို့အတွက်ဆက်လက်လှုပ်ဆောင်ရန်ရှိသေးသည့်အကြောင်းသတိပေးဖော်ပြထား၏။စောကြီးအခြားကဗျာများတွင်လည်းသူ၏ရဲရင်ခြင်းကိုဖော်ပြထားလေသည်။ဒုတိယကဘာစစ်ပြီးသည့်နောက်ဆရာစောကြီးစာပေများသည့်ခင်စန်းစာပေကာလာများနှင့်ခင်စန်းကာလာစာပေများနှင့်ခြားနားလာ၏ထိုစစ်ပီးစာအတွင်ဆရာစောကြီးစာပေမှာကဗျာပေါ်တရန်နှင့်ပတ်သက်၍ကျွမ်းကျင်နိုင်နှင်းစွာတိစောက်ထားမှုကိုတွေ့ရ၏။နှံနေသောတွေးခေါ်များကိုအလေးပြုထားသည်ကိုလည်းတွေ့ရသည်။ ဆရာတော်ကြီးဝိထုတို့အချို့နဲ့ပတ်သက်၍တိုက်ဆိုးကလည်းအီတိုပင်ဆိုတာကြီးဟာတဟတ်တာဤသဘောနဲ့နှမျိုးနှစားရှိမိဟူ၍ကျွန်တော်ထင်မိလေသည်တမျိုးမှာငပြောကုန်ကိုတန်နေမိသူသည်မတော်တဆအဖြစ်သူမြင်ရမှ ပေါ်လာသော ဟာတာတသက်ဖြစ်သည်တမျိုးသည်တန်တရားကိုမခင်တွေ့ပါဘူးဟူ၍တပွားပွားနှင့်ပြောတော်လဲမိကလေးနှစ်ခုကိုမနမ်းပဲမနေနိုင်သူ၏မတော်တဆမြင်ရမှဘဝအသိနှင့်ရှင်သော ပေါ်လာသော ဟာတာဖြစ်လေမည်ဟာတာသာများသည်လည်းအေးတိုင်းမင်ရှိလေပြီးအကယ်၍ တန်သူတယောက်ကသူ့ဘွားအတိတ်နဲ့ရှင်ရွေရှင်သောဟာသာစာကိုညွှန်ပြပါဆိုရင်ကျွန်တော်ဒီဇော်ကြီးဝိထုအချုပ်ကိုညွှန်ပြမိလိမ့်မည်။ဇော်ကြီးဒီဝိထုတို့များကိုများများစားစားပဲမရေဘူးလေချင်းရေဘူးသမ ्या ဝိထုတို့များတွင် ပကံစေဥတော်ပိတာနဲ့ကိုခင်တော်တွဲနဲ့နိုင်ရုပ်သူ့မယားလေးဖို့သူမယစတော်လေးဘို့တို့ဒေတာဘဝအသိနေရှင်တော်ဟာတာဝိထုတို့များဖြစ်လေထို့ပြင်ဆရာတော်ကြီးနမ်မီကျော်ဗေဒာလန်းကပြာနှင့်ပတ်သက်၍တိုက်ဆိုက ပေဒါလန်ကပြစီသည်ရှုကင်းပြအဖွဲတတ်တတ်တော်မဟုတ်ပါခြင်းဆရာစောကြီးသည်မြစ်ထဲချောင်းထဲတွင်တွေ့ပြဲမြင်ရမြဲအချင်းရာကိုမိ၍မိယာမကြော်၍အမြင်သည့်တခုကိုရခဲ့ရန်တူ၏ထိုအမြင်သည့်နှင့်ရှင်ဖက်၍အာမန်ဖြစ်ခဲ့ရန်တူ၏စောကြီးသည်ထိုအကြောင်းကိုကပြဖတ်လို့နားလိုသူမှန်သည်များအားမိမိကဲ့သို့အမြင်ပေါက်ကနှစ်သိမ့်ရလေအောင်ရေးဖွဲပြတီဆိုပြလိုဟန်လက္ခဏာရှိပေ၏ထိုကပြစုသည်ပဂတိသဘောတွင်ဖြင့်ဖတ်မိနားမည်ဆိုလျင်လည်းကောင်းပါ၏ လူဆက်သွင်း၍ဖတ်ကြည့်နာကြည့်မည်ဆိုရင်လည်းအရသာဆုံးခန်းစားနိုင်မည်ဖြစ်ပါ၏ဟုဆိုခဲ့ပါသည်တခါကငွေတားရီမဂဇင်းကစာစောကြည်တန်းချင်းကပ်ပြီးစာစောကြည်အနှစ်သက်ဆုံးစာအုပ်မြန်မာစာရေးစာတို့ဤစာအုပ်စေအုံနဲ့အခြားနိုင်ငံစာစာအုပ်ငါးအုပ်ကိုမြေမြန်တောင်းဆိုခဲ့ရာအောက်ပါတိုင်းစာအုပ်စင်းကိုပေးခဲ့ရာစာစောကြည်အကြိုက်ကိုခံမနိုင်ပါ၏တိတော်လာရတုရှင်ဩတမကျော်နှစ်ဟတိပါလတော်ထွက်ခံပြုရှင်မဟာရထာတာရာ ၃တရာချင်းများဝင်းကြီးပရိဒါယာဇာ၄မဟာယာဇဝင်ကြီးပထမအတွင်းဥကလာ၅ဝဟရထပကတဏိဒုတိယကျော်အောင်စံထားဆရာတော်၆စရံစင်မင်းဝတ္ထုဥပုံညခွန်ရွှေပြည်စိုးဥလက်၈မာရဘုံဝတ္ထုပထမတွင်ဒုတိယတွင်သခင်ကိုယ်တော်မိုင်းကိုဟင်းလေးအိုမော်ဘီဆရာသိန်းကြီး၁၀တသက်တာမာရန်ပါဒု <coughs> one ရွှေဦးတော့1ထေရထေရီကထာ2 the two of jov 3 apologies uh, christo by plato 4 king lear by shakespeare 5 the gentleman from san francisco by evan brundin ဆရာတော်ကြီးဒီဆိုင်းဆရာအဖြစ်တောင်းတကြည်ပါကစင်လုံးဖြူစင်စွာနေတိုင်းပြမှုကျင့်ကြံတော်လင်းပုရုษံတဘာဝတိမြတ်တိဟု၍၎င်းလူသားတို့၏အာမံကိုကြုံကြည်ကူးစားတဲ့တိဟု၍၎င်းဘဝ၌တက်တော်လဲမမြောက်သင့်ကြတော်လဲမကြောက်သင့်ဟုသောသဘောကိုလည်းခံယူထားသူဖြစ်သည်ဟု၍ဆိုနိုင်ပေသည်သူစာများကိုဖတ်လင်းနိုင်ငံရှစ်သဘောမေတ္တာသဘောကရုဏာသဘောတို့ကိုရိပ်မိခံစားနိုင်၏သူ၏ရဟန်းတွင်လည်းလောဘဒေါသနှဲမှုတို့ကိုလည်းခေါင်းအေးအေးထား၍စဉ်စားချင်းချင်းကပြောဆိုတတ်သည့်သဘောကိုလည်းတည်ထားမိနိုင်သည် ဆရာစောကြီးနဲ့ပတ်သက်၍အထူးခြားတဲ့တကူမှာတော့အကောင်းဘက်ကိုအလေးပေး၍ရှုမြင်တတ်ခြင်းပင်ဖြစ်လေ။တကားဘာနိုင်ငံသားမှအမျိုးသမီးစာပေပညာရှင်တကူကဆရာစောကြီးထံလာရောက်ရေးတွေ့ဆုံခဲ့သည်။ဆရာစောကြီးနဲ့ထိုအမျိုးသမီးတို့မြန်မာစာပေမြန်မာယဉ်ကျေးမှုအကြောင်းဆွေးနွေးပြောဆိုကြလေ။မြန်မာသမီးကမိမိတည်မြန်မာနိုင်ငံရင်ကျင်းမှုပြည်သူ့ကာကိုလေ့လာရန်ရွှေတဘုံစီရီတော်သို့တောင်းရောက်ခဲ့ပါကြောင်းရွှေတဘုံစီရီတော်ရင်ပြင်တော်၌အငြင်းချင်းများမြင်တွေ့ရ၍စိတ်ပျက်ခဲ့ပါကြောင်းစီရီတော်မှာနမည်ကြီးတော်လည်းရင်ပြင်တော်မှာညှစ်ပတ်လာပါကြောင်းပြောသည် အီဒွင်ဆရာတော်ကြီးကရွှေတဘုံစီရော်ရဲ့မြမညင်ချင်းမှုဘီတုကာကိုလေ့လာဖို့သွားပါလျက်မြမညင်ချင်းမှုဘီတုကာလက်ရာကိုမမြင်မဲနဲ့အညင်ချင်းကိုသာမြင်ခဲ့ရတော့နှမျောဖို့ကောင်းပါလေဗျာဟု၍ပြန်ပြောပါသည်ဒုကာအမျိုးသမီးကအရှက်ကိုရက်ကန်းဖြစ်သွားရမှသူနှစ်ခုကိုသူလက်ဖြင့်ရလေရာဖိဟားကြီးရှင်းပြောမှပဲကျမစင်ကြယ်မိပါရဟုတ်ပါရဲ့ကျမအမှားသွားပါပြီဆိုကသူအမှားကိုချက်ချင်းဝန်ခံသွားသည်ဟု၍မှတ်ရပါသည် ဟုတ်ကဲ့ဒါလေးကတော့ခေဆန်စာပေလောကခေဆန်ကပြလောကရဲ့ပဲ့ကန်ရှင်နတ်ဦးတရားမှာပထမတူဖြစ်တဲ့ဆရာစောကြီးအကြောင်းနဲ့ဖြစ်ပါရခင်ဗျာဆရာကြီးမင်းကြီးဝေကပြုစုရေးသားမြောက်ပေးခဲ့တာကိုကျွန်တော်ကတစ်ဆင့်ပြန်လဲ၍ဖတ်ရှုမြောက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖတ်ရှုမြောက်ပေးခဲ့တဲ့နေရာမှာကျွန်တော်ရဲ့အလိုအချာချာမလို့အမားရင်းနေများ ပါပဲလို့ရှိရင်ကြပြားဖတ်တဲ့အချိန်မှာလည်းကျွန်တော်အလိုချက်ကြောင့်မလို့ကြပြားရဲ့ရတ္တရောသွားတယ်ဆိုလို့ရှိရင်လည်းဒီကံပြီးတော့နားလည်ပေးပါလို့မေတ္တာရဲ့ခံပါတယ်ခင်ဗျာချေပေးပြီးတော့ live ပါကနဆိုင် clip ပေးခဲ့တဲ့ dollar click ကတော့တောင်းချက်စီတိုင်းကိုကျေစုတမရဲခင်ဗျာ clip ဗန်ပြောသူ dollar click ကတော့အားလုံးပဲတဘာဝတရားကြီးရဲ့ဘေးအန္တရာယ်အဆိုးအာနာရှုတဲ့ passive con မိစ္ဆာခွန်ရဲ့ အန်တီလက်တွေ့ရနေပြီးတော့လော့ဂင်နဲ့ကြပါစေခင်ဗျာကလပါရွယ်လေးကိုစားပြုတဲ့ကံကောင်းခြင်းအတော်တော်နဲ့ကောင်းမှုတွေရ click ကတော့နဲ့တတ်တူရှိနေပါစေခင်ဗျာ